ိုင်းနိုင်ငံကယူထိုင်းတနီခရိုင်မှာပစ်ဘူးခွေးကနှလားသားကလေးငယ်ကိုကိုက်တက်မှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ16ရက်ညနေ3နာရီအချိန်ခန့်ကယူထိုင်းတနီခရိုင်နွန်ချမ်းမြို့နယ်ဘန်ရန်စီမိုင်မှ နေအိမ်တစ်ခုမှာဝန်းထဲပွေရာဖြစ်ရက်တစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးခေါင်ပန်ခရစ်ရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေဟာအခင်းဖြစ်ပွားရာနေရာကိုတွားရောက်စစ်ဆေးခဲ့ပြီးအင်ရှင်ကိုမြေပြန်ခဲ့တာလည်းဖြစ်ပါတယ်။ အင်ရှင်တွေရဲ့ပြောပြချက်အရအမိုက်ကောက်တဲ့ကလေးရဲ့မိဘတွေဟာသူတို့ရဲ့နှလားအရွယ်ကလေးငယ်ကိုကလေးတွန်းလေးနဲ့ခေါ်ဆောင်လာပြီးစွန့်ပြစ်ပစ္စည်းတွေလာယူဖို့အတွက်သူမရဲ့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်မိဘတွေအလုံးလုံးနေတော့မှအိရှင်မွေးထားတဲ့ big အမည်ရှိတဲ့ pit bull ခွေးဟာအိမ်ထဲကထွက်လာပြီးတွန်းလဲအနီးကိုချင်ကပ်ခါအနမ်းခံခဲ့ပြီးတဲ့နောက်အိရှင်နောက်ကိုလိုက်ခါအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ မကြခင်မှာပဲအရှင်ဟာကလေးရဲ့အော်တန်ကိုကြားလိုက်ရပြီးအပြင်ကိုပြေးထွက်ကြည့်ရမှာဘစ်ဟာကလေးငယ်ကိုပါဇက်နဲ့ကိုက်ချီထားတာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။သူမဟာခွေးကိုကလေးကိုလွှတ်ချဖို့အတွက်အော်ဟစ်ပြောဆိုခဲ့ရာခွေးကလွှတ်ချလိုက်တဲ့အတွက်ကလေးငယ်ဟာအနီးမှာရှိနေတဲ့ရေနုံမြောင်းတစ်ခုထဲကိုပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ အရှင်နဲ့ကလေးရမိခင်နှစ်ဦးစလုံးဟာတရားရနေတဲ့ကလေးငယ်ကိုဆေးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ပေမယ့်အသက်မမီတော့ပဲကလေးငယ်ဟာရရှိတဲ့တရားရင်းနဲ့ပဲသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ပုံမှန်အဖြစ်တော့ဖစ်ဘူးခွေးတွေဟာလူတွေပေါ်မှာအရန်ကိုဖော်ရွေပြီးတော့ချစ်ခင်တတ်ကြပါတယ်။သူတို့ဟာမိသားစုဝင်တွေအပေါ်မှာတစ္ဆာရှိပြီးတော့ရဲရင်ကြတဲ့ခွေးမျိုးစိတ်ထဲမှာပါဝင်လာလေဖြစ်ပါတယ်။ ဒါပေမဲ့သူတို့ကိုငယ်စဉ်ကတည်းကစနစ်တကျလေ့ကျင့်ပေးဖို့လိုအပ်တယ်လို့လူအများနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ပေးဖို့လည်းလိုအပ်တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဖြစ်ဘူးခွေးတကောင်ရဲ့လောရဲကြောင့်အသက်နှစ်လပဲရှိသေးတဲ့ကလေးငယ်ရဲ့အသက်ကတော့ဆုံးရှုံးလိုက်ရပြီပဲဖြစ်ပါတယ်။